တရုတ်ပြည်သူလူမျိုးရေးတပ်မတော် PLA ရာအကြီးစားအဆင့်မြင့်တင်မိုးမှန်မှုတွေကိုပြုလုပ်နေချိန်မှာတစ်ဖက်မှာလည်းတရုတ်စစ်တပ်ကသူ့ရဲ့ဘတ်ဂျက်ကိုအာရုံစိုက်ထားပြီးအရာရှိတွေကတော့ကုန်ကျစရိတ်တွေကိုထိန်းချုပ်တာဟာအရေးကြီးကြောင်းအလေးထားပြောကြားနေတယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးကပိုပြီးအကောင့်လာပါတယ်။ဒါပေမဲ့စစ်တပ်ရဲ့အခက်အခဲနဲ့စစ်တပ်အသွင်ပြောင်းမှုအတွက်ပြင်ဆင်မှုတွေဟာခက်ခဲပါတယ်။ငွေကြေးတုံးဆဲဖို့လိုအပ်တဲ့နေရာတွေအများကြီးရှိနေပါတယ်လို့ရှန်တုံပြည်နယ်ရှိအရန်တပ်ဖွဲ့က PLA Daily သတင်းစာရဲ့အတွေးမြင်ကဏ္ဍမှာပြောကြားခဲ့ပါတယ်။အကန့်အသတ်ရှိတဲ့အရေးမြစ်တွေကို စ်ပွဲအတွက်ပြင်ဆင်ရေးနဲ့တိုက်ပွဲကဏ္ဍအပေါ်မှာအာရုံစိုက်တင်ကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့အစ်တစ်တွေနဲ့တိုက်ခိုက်ရေးစွမ်းဆောင်ရည်တွေအရေးတကြီးလိုအပ်နေကြောင်းအရန်တပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ PLA အနေနဲ့စစ်ပွဲရေးအဝင်တဝင်ဖို့ဖြစ်စီမဲ့ကုန်ကြစရိတ်များပြားတဲ့အရာတွေကိုမလုပ်တင်ကြောင်းလည်းကြမ်းကြီးကံအမည်ရှိကျွမ်းကျင်သူကအခြားဆောင်ပါတပုတ်မှာတိုက်တွန်းရေးသားထားပါတယ်။မိမိတို့အနေနဲ့ငွေကြေးတုံးဆွဲမဲ့ပမာဏကိုတိုက်ပွဲအတွက်ထိရောက်မှုရှိစေတဲ့စံတမတ်ချက်တစ်ခုအနေနဲ့အသုံးပြုရမယ်လို့လည်းကြံကရေးသားခဲ့ပါတယ်။ PLA Daily သတင်းစာကတော့ကျန်းဟာမိသူမိဘဖြစ်ကြောင်းအသေးစိတ်ဖော်ပြခဲ့ခြင်းမရှိပေမဲ့အရင်သတင်းတွေ အရာသူဟာစစ်တပ်ရဲ့ကြီးတဲ့အရာရှိတူဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ PLA အနေနဲ့ဘသူကငွေကြေးတွေကိုသုံးဆွဲနေတာကိုအနီးကစောင့်ကြည့်အောင်သားမကဘလောက်သုံးဆွဲခဲ့တယ်ဆိုတာနဲ့အဲ့ဒီအသုံးစရိတ်ဟာစီကံနေနဲ့ကိုက်ညီမှုရှိမရှိကိုပါအနီးကစောင့်ကြည့်ရမှာဖြစ်တယ်လို့ကျန်းကပြောပါတယ်။အဲ့ဒီပြင်အဲ့ဒီလိုအသုံးပြုခဲ့တဲ့ငွေကြေးတွေဟာအရေးပေါ်စစ်စင်ရေးဆိုင်ရာလိုအပ်ချက်တွေစီမံကိန်းဆိုင်ရာလိုအပ်ချက်တွေနဲ့တိုက်ပွဲအတွက်ထိရောက်မှုတွေကိုမြင့်တက်စေခြင်းအစရှိတဲ့အချက်တွေနဲ့ကန့်ညီမှုရှိမရှိကိုပါလေ့လာသုံးသပ်တင်တယ်လို့ပြောပါရစေ တရုတ်သမ္မတရှီကျင်းဖင်ကလည်းအခုလောက်မှပြုလုပ်ခဲ့တဲ့လွှတ်တော်အစည်းအဝေးအတွင်း PLA အနေနဲ့ကာကွယ်ရေးအရေးမြင့်ဒီမှာငွေကြေးအသုံးပြုဖို့အတွက်ငွေကြေးခွဲထမ်းချမှုကိုတိုက်ပံနှိကြလှုပ်ဆောင်တင်ကြောင်းအဲ့ဒီလိုလှုပ်ဆောင်မှသာငွေကြေးတွေကိုတိကျစွာအသုံးပြုနိုင်နိုင်မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်